ဝမ်ဘတ်ဇက်ကားကြောင့် UFC ချန်ပီယံဖြစ်လာခဲ့တဲ့အက်ဒစ်ဆန်ညာပရိသတ်များအားလုံးမင်္ဂလာပါများ Manchester Football Society တင်ဆက်နေပါတယ်။ Israel Adesanya ညာက UFC Middleweight တန်းမှာတော့ကဘာထိတ်တန်း Fighter တယောက်ဖြစ်သက်မခံထားသူဖြစ်ပါတယ်။သူကဆင်းရဲနွမ်းပါတဲ့ဘဝကနေခုလိုမျိုးကဘာထိတ်တန်းချန်ပီယံတယောက်ဖြစ်လာတဲ့အထိအပြင်းထန်ကြိုးစားခဲ့ရတာပါ။ Israel Adesanya ညာကနိုင်ဂျီးရီးယားနိုင်ငံ Lagos မှာ1989ခုနှစ်ကနေမွေးဖွားခဲ့ပြီးတော့သူ့ရဲ့ငယ်စဉ်ဘဝကငွေကြေးအရအခက်အခဲတွေနဲ့ပြည့်နေခဲ့ပါတယ်။ ူမိသားစုကပုံမကောင်းမွန်တဲ့အခွင့်အလမ်းတွေရရှိဖို့နယူးဇီလန်နိုင်ငံကိုပြောင်းရွှေ့ခဲ့ပြီးတော့အရစံညာကစေကျော်တက်ရွေမှာကိုခံပညာနဲ့အားကစားကိုစတင်စိတ်ဝင်စားခဲ့ပါတယ်။သူကကစ်ပေါ့စင်နဲ့မွေထိုင်းကိုစတင်လေ့ကျင့်ခဲ့ပြီးတော့နောက်ပိုင်းမှာ MMA ကဘာလေးကိုဝင်ရောက်ခဲ့ပါတယ်။အရစံညာက2019ခုနှစ်မှာ UFC Middleweight Champion ဖြစ်လာခဲ့ပြီးတော့သူ့ရဲ့ထူးခြားတဲ့တိုက်ခိုက်ရေးပုံစံ striking နဲ့ခံစစ်ကာကွယ်မှု defensive skills တွေကြောင့်ပရိသတ်တွေက the style blender လို့နာမည်ပြောင်းပေးထားပါတယ်။ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုကတညအတွင်းပေါ်ပေါက်လာတာမဟုတ်ခဲ့ပါဘူး။ ဆင်းတဲ့ဘဝကနေကဘာထိတ်တန်းဖိုက်တာဖြစ်လာဖို့သူ့ရဲ့ဇွဲလုံးလစိတ်သက်ခွန်အားနဲ့လှုံ့ဆော်မှုတွေကအဓိကအခန်းကဏ္ဍကနေပေါဝင်ခဲ့ပါတယ်။အဲဒီမှာထိုင်းဆက်ကဖြစ်တဲ့ဝမ်ဘတ်ကလည်းသူ့ရဲ့အဓိကလှုံ့ဆော်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ဝမ်ဘတ် The Time Warrior 2030ကကထိုင်းနိုင်ငံရဲ့နာမည်ကျော်အရှင်ကာရကဖြစ်ပြီးတော့မင်းသားတိုနီဂျာရဲ့ထူးခြားတဲ့မွေထိုင်းတိုက်ခိုက်ရေးပုံစံနဲ့ကဘာဒွမ်ပရိသတ်တွေကိုဆွဲဆောင်ခဲ့တဲ့ဇာတ်ကားတစ်ခါဖြစ်ပါတယ်။အဲဒီဇာတ်ကမှာတိုနီဂျာတရုတ်ဆောင်ထားတဲ့ဇာတ်ကောင်တင်းကဆင်းရဲတဲ့ကြီးရွာတစ်ခုကလူငယ်တစ်ယောက်ဖြစ်ပြီးတော့ ရွာရဲ့မိစားယုတ်တူအောင်ဘတ်ကိုပြန်လည်ရယူဖို့အတွက်ရုံးကန်တိုက်ခိုက်ခဲ့ရတဲ့ဇဒန်းကိုပုံဖော်ထားပါတယ်။အဲဒီဇကားကမွေထားရဲ့ပြင်းထန်တဲ့တိုက်ခိုက်ရေးပုံစံစီကံထိမ့်သိမ့်မှုနဲ့အီမန်ချက်အတွက်ဇွဲလုံးလားရှိမှုကိုပြသထားပါတယ်။လက်ဆန်ယာကိုရိုင်းအင်တာဗျူးတွေမှာပြောကြားခဲ့ပုသလိုအောင်ဘတ်ဇကားကိုသူချင်းဖန်များစွာကြည့်ရှုခဲ့ပြီးတော့အဲဒီဇကားကသူ့ရဲ့အားကစားမဘွားမှာအာရင်တည်မွေးဖွားစေခဲ့ပါတယ်။အဲဇကားရဲမှာဒိုနီဂျာရဲ့မွေထိုင်းတိုက်ခိုက်ပုံစံကအတက်ဆန်ညာရဲ့တိုက်ခိုက်စတိုင်ကိုနှုတ်ဆော်ပေးခဲ့ပြီးတော့ သူ့ရဲ့ကေပေါ့ရှင်နဲ့ MMA ကျွမ်းကျင်မှုတွေကိုပုံမအယုံဆိုင်လေ့ကျင့်စီခဲ့ပါတယ်။ဒါအပြင်တင်းရဲ့ဆင်းရဲတဲ့ဘဝကနေရုန်းကန်ပြီးတော့အီမန်ချက်တီအောင်မြင်မှုကြိုးစားတဲ့ဇက်ကောင်ကအရစံညရဲ့ကိုပိုင်ဘဝနဲ့ထက်တူကြားခဲ့တာကြောင့်သူ့ရဲ့စိတ်ဓာတ်ခွန်အားကိုပုံမတိုးပွားစေခဲ့ပါတယ်။ဝမ်ဘတ်ဇက်ကားရဲ့မှာဒိုနီဂျာရဲ့မွေထိုင်းတက်ခိုက်ရေးပုံစံကပြင်းထန်ပြီးတော့ထူးခြားတဲ့လှုပ်ရှားမှုတွေနဲ့ပြင်းထန်နေပါတယ်။လွတ်တိုက်ခရေးပုံစံကအဒစန်ညကိုကိပောက်ရှင်နဲ့မွေထိုင်းကိုပုံမလေးကျင်းဖို့လှုံ့ဆော်ပေးခဲ့ပါတယ် သူရဲ့ UFC ပြိုင်ပွဲတွေမှာအမြင်တွေ့ကြရတဲ့ Tujare Striking Style က One Back ကလှုပ်ဆော်မှုတွေကိုအခြေခံထားတယ်လို့ဆိုနေပါတယ်။ One Back စကားတွေကတင်းဆက်ကောင်ကဆင်းရဲတဲ့ခြေရွာတစ်ခုကလူငယ်တယောက်ဖြစ်ပြီးတော့သူရဲ့ရေမှန်းချက်တော့အခက်ခဲတွေကိုကြော်ဖြတ်ခဲ့ရပါတယ်။ဒီဆက်ကောင်ရဲ့ဘွားကအရစန်းညာရဲ့ဆင်းရဲတဲ့ငယ်စဉ်ဘွားနဲ့ဆင်တူခဲ့တာကြောင့်သူ့ဘွားမှာစိတ်သက်ခွန်အားတည်တည်မွေးဖွားစေခဲ့ပါတယ်။ဒီဇက်ကားကိုချိန်ဖန်များစွာကြည့်ရှုခဲ့ပြီးတော့အရစန်းညာကသူ့ရဲ့အိမ်မက်တွေကိုကောင်းထည်ဖော်ဖို့အတွက်ပုံမိုလ်ရွှဲလုံးလာရှိလာခဲ့ပါတယ်။ ဝမ်ဘတ်ထဲမှာတင်းရဲ့စီကံထိန်သိမ်းမှုနဲ့ရီမန်းချက်ပေါ်အောင်ဆူဆိုင်မှုကအဒက်ဆန်ညာရဲ့အားကစားမဘွားမှာရေးပါရီသင်ခန်းစာတခုဖြစ်ခဲ့ပါရီသူကအရီဇာကားကိုကြည့်ပြီးတော့လေ့ကျင့်မှာပုံမှန်စီကံထိန်သိမ်းဖို့နဲ့သူ့ရဲ့ရီမန်းချက်တွေကိုအာရုံစိုက်ဖို့တင်ယူခဲ့ပါရီဒါကသူ့ရဲ့ UFC ခရီးလမ်းမှာအဓိကအောင်မြင်မှုတခုဖြစ်လာခဲ့ပါရီအဒက်ဆန်ညာရဲ့အောင်မြင်မှုကသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေတောင်မှကဝမ်ဘတ်လိုလုံဆောင်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ဓာတ်ကွန်အားနဲ့ဆွဲလုံးလာပေါ်မှာလည်းမူတည်ပါရီ UFC ဖိုင်တာတယောက်အနေနဲ့အောင်မြင်မှုရရှိဖို့ဆိုတာ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတွေဒါမှကစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေလည်းလိုအပ်ပါတယ်။ဝမ်ဖတ်လို့ဇက်ကားတကာကအဒစန်းညရဲ့ဘဝမှာအသေးပဲရှိတဲ့လုံဆောင်မှုတွေကိုဖြစ်လာခဲ့တာကကစားမတယောက်ရဲ့အောင်မြင်မှုမှာစိတ်သက်ခွန်အားရဲ့အရေးပါမှုကိုပြသထားပါတယ်။ဝမ်ဖတ်လို့ဇက်ကားတကာကအဒစန်းညလိုဖိုင်တာတယောက်ရဲ့ဘဝကိုဘယ်လောက်ဒီလုံဆောင်ပေးနိုင်တယ်လို့သင်ထင်ပါလိမ့်။ဒါမှမဟုတ်အဒစန်းညရဲ့အောင်မြင်မှုမှာတခြားလုံဆောင်မှုတွေရှိနေတယ်လို့ရောထင်မိပါလား။ဆွေးနွေးပေးသွားခဲ့ပါဦးခင်ဗျာ။ဆုံးထိလိုက်ပါကြည့်ရှုပေးကြတော့အားလုံးကိုကျေးဇူးတင်ပါတယ်။